အခုကျွန်တော်ပြပြမဲ့ဆေးတွေကိုတောက်နေရပြီဆိုလို့ရှိရင်ကားပေါင်းတဲ့အခါမှာဖြစ်ဖြစ်အဆိုင်ငယ်ပေါင်းတဲ့အခါမှာဖြစ်ဖြစ် view site ကိုလိုအပ်ပါတယ်။အဘာဖြစ်လို့လဲဆိုတော့ဒီဆေးတွေကအင်္ဂိုက်တက်လို့ပဲဖြစ်ပါတယ်။ promotion ဆေးအနေနဲ့ကကြတော့နှာစည်းပျောက်ဆေးတွေပဲဖြစ်ပါတယ်။အဲ့တော့အားလုံးသိကြတဲ့ဘာမီတော်ပါဝင်နေ။အဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်မအင်္ဂိုက်အောင်ဆိုပြီးတော့ဆေးတွေကိုတီထွင်လာကြတယ်။အဲနောက်ဆုံးပေါ်တဲ့ဆေးအနေနဲ့ဆိုရင် liver citrusin နောက် dust rotten အဒီလိုဆေးတွေကအရင်ကြီးမအင်္ဂိုက်ဘူး။အော်ရှင်းမှာပြောခဲ့တဲ့ဘာမီတုံးကကြတော့ဒါအင်္ဂိုက်တက်တယ်အဲ့တော့ဒီဆေးတွေတောက်မယ်ဆိုလို့ရှင့် ကောင်းတာကအညာဘက်မှတောက်တာအကောင်းဆုံးဖြစ်ပါတယ်เนาะအဲ့တော့နေခင်းမတောက်မှဆိုရင်အင်္ဂိုင်းတက်ပြီးတော့ဒါကာမောင်းဆိုင်ခင်မောင်းတဲ့နေရာမှာနောက်ချက်ဖြစ်စေနိုင်ပါတယ်ဒုတိယမြောက်ဆင်းနေနေကကြာတော့ဒီကာမူးပျောက်ဆင်းနေဖြစ်ပါတယ်အားလုံးသိကြတဲ့ဒီကက်အကြီးအောင်လေเนาะအထက်မှာဆေးလုံးလေးအဝါလုံးလေးပါတယ်အဲ့ဒီဆေးက B7 ပါဝင်တာမဟုတ်ပါဘူးကာမူးပျောက်ဆင်းပါဝင်တာဖြစ်ပါတယ်เนาะတချို့တွေမှားပြင်းပြီးတော့ B7 ပါတယ်ဆိုပြီးတော့တောက်နေရမျိုးရှိပါတယ်အဲ့တတိယမြောက်အနေနဲ့ကကြာတော့ဒီစိတ်ငြိမ်စေးတွေပဲဖြစ်ပါတယ်အားလုံးသိကြတဲ့ ဒါလည်းစီမံဖြစ်ပါတယ်အတပြေုံမှာ app browser လမ်းလို့ဆေးလည်းပေါင်းရပါတယ်ဒီဆေးတွေကအင်္ဂိုင်းတက်တယ်အိမ်မပြောရင်လည်းတောက်လို့ရတယ်အဲ့တော့ကိုကဒီဆေးကိုတောက်ပြီဆိုရင် common cycle မှာ view site ပို့လိုအပ်တယ်နောက်ဆုံး၄ခုမြောက်နေနဲ့ဆေးကကြာတာစိတ်ငြိမ်စေးတွေဖြစ်ပါတယ်เนาะအဲ့တော့ twitter လို့ဆေးတွေဖြစ်ပါတယ်ဒါလည်းသတိထားဖို့လိုအပ်ပါတယ်ညမမှာတောက်တာတော့အကောင်းဆုံးဖြစ်ပါတယ်